ဆချဝလာမှာအဓိကခြေခံကြတဲ့ force လေးမျိုးရှိပါတယ် strong nuclear force electromagnetic force weak nuclear force and gravitational force strong nuclear force ကတော့အဲ့အလီမျိုးတွေမှာအကြီးဆုံးဖြစ်ပါတယ်သူကအတန်ထဲမှာရှိရဲ့ proton neutron ကြားကအောက်ဆိုတာပါရှင်းရှင်းပြောရရင် proton တွေနဲ့ neutron တွေကို nucleus ထဲမှာတည်ရှိနိုင်အောင်လုပ်ပေးထားတာပါ force မရှိရင် proton ချင်းချင်းရဲ့တုံ့ကန်အားကြောင့် nucleon တွေကကွဲထွက်သွားပြီးတော့ nucleus လည်းတည်ရှိနိုင်မှာမဟုတ်ပါဘူး electromagnetic force ကတော့လျှက်စစ်တန်လိုက်ဖြစ်စဉ်တွေကိုဖြစ်ပေါ်စေတဲ့အရာပါသူက charge particle တွေကြားမှာရှိတဲ့ force ကိုဆိုလိုတာပါအတိုင်ထဲမှာဆိုရင် electron နဲ့ nucleus ကြားထဲက force က electromagnetic force ပါပဲ electromagnetic force က astronomical force တဲ့အစတရားလောက်အားနည်းပေမဲ့လို့အခြား force တွေနဲ့ဆိုင်တော့တော်တော်ကိုအားကြီးတယ်လို့ပြောလို့ရပါတယ်နောက်တစ်ခုကတော့ weak nuclear force ပါသူကတော့ formula တွေအကောင်လုံးပေါ်တက်ရောက်ပါတယ်ဥပမာ quark တို့ lepton တို့လိုဟာမျိုးပေါ့နော်ဒီ force က radio depth တွေကြောင့်ဖြစ်စဉ်အတွက်တော်တော်လေးကိုအရေးပါတာပါ force မရှိရင်တော့နေလုံးတွေကျယ်ရဆက်လက်တောက်ပါနေတော့မှာမဟုတ်ပါဘူး။အားလည်းဆုံး force ကတော့ gravitational force ဆိုတဲ့အမည်ဆွဲရပါ။ပြင်သားကမှလား။ဟုတ်ပါတယ်။အမည်ဆွဲရပါ။သူက traditional အရာတိုင်းရဲ့ဂျာအားကိုဆိုတာပါ။လာကဘာပတ်နေရအမည်ဆွဲရကြောင်းဖြစ်ပြီးတော့ကဘာနေကိုပတ်နေရလေအမည်ဆွဲရကြောင်းပါပဲ။သူကဘယ်လောက်ထိ weak ဖြစ်လဲဆိုရင်အားအကြီးဆုံး strong nuclear force နဲ့ရှင်ရင်10 power -38 အလောက်ကိုအားနေရပါ။